ဖះကကုသိုလ်လုပ်ရင်ကုသိုလ်ကကဲနိုင်တယ်လို့သိရတဲ့အသည့်ဟာဖះဟောတဲ့အသည့်ပဲပေါ့အဲ့ဒါကိုအစ်စ်မှဆိုလိုတာကလူပုဂ္ဂိုလ်ကိုအာကိုရမှာတဲ့ကိုယ်ရင်နဲ့နှလုံးနဲ့ဖြစ်တဲ့စိတ်ဓာတ်ကိုအာကိုကုသိုလ်စိတ်ဓာတ်ကိုအာကိုအာကိုလွဲသွားရတဲ့နော်တတိထာအာကိုလွဲရတဲ့လက်ဆော့ဗျာဟောတာကြည့်ဒီဖះဟောတာဓမ္မတိပါဘိက္ခူဝိရထဓမ္မတရဏ ဓမ္မကိုအကုပြီးနေချလို့ဟောကိုကိုအကုဆိုတာလဲဓမ္မကိုအကုခိုင်းတာပဲအဲ့တော့ဓမ္မကိုအကုတယ်ဆိုကိုရင်လုံးဘာပြောတာတုံးဆိုကိုတိုင်းဒါနကောင်းမှုလုပ်တယ်ကိုတိုင်းသီလစောင့်တည်တယ်ကိုတိုင်းတရားနာတယ်ကိုတိုင်းတရားကျင့်တယ်ဒါအကုတယ်လို့ခေါ်တယ်နော်ကိုတိုင်းမလုပ်ဘဲနဲ့ထိုင်းဆူတောင်းနေရမလားမရဘူးတခုမှရမှာမဟုတ်အဲ့ကြဘယ်လို့ပဲဖြစ်ဖြစ်ကိုကိုယ်တိုင်စ조사ရမယ်ဆိုတာဒါ လှုပ်တင်လှုပ်ထိုက်တာကိုကိုလှုပ်အောင်မလုပ်သူဆွလို့တယ်အေးစဉ်းစားကြည့်ပေါ့စာမကျက်ဖဲနဲ့စာမတင်မဲနဲ့ထိုင်းဆူတောင်းနေလို့အခုခေတ်ကလေးတွေဟုတ်လားဒီ၆လုံးနဲ့ဆယ်တန်းမှထွက်လာမှာမဟုတ်ဘူးကြိုးစားအပ်ပြီးတော့စာကျက်မှပဲတတ်မှာပဲဖြစ်တယ်ပေါ့ဒီလိုဆွလို့တာပေါ့ကိုယ်တိုင်လှုပ်အောင်လို့ဆို